ဒီနေ့ကတော့ပြည့်ရက်မှာသွားတဲ့လူကောင်းတဲ့ market ကိုခေါ်လာမှဖြစ်ပါတယ်ပြီးတော့ပုံမှန် BTS တို့ကားတို့ဆိုင်ကြီးတို့နဲ့မသွားဘဲနဲ့ဘန်ကောက်မြို့ရဲ့ view တွေကိုကြည့်ပြီးတော့ ACC Relax လို့ရင်းနဲ့လေတို့တင်မော်တို့နဲ့သွားကြည့်ကြည့်ပါ local စားကြရတယ်နဲ့ local vibe ကိုရချင်သွားတင်ပါတယ် Jay Pride of you အလုံးမင်းမင်္ဂလာပါကျွန်တော်တော့ကြည်ပါဒီနေ့ကျွန်တော်ရှောက်လင်မဲဈေးနဲ့မင်းတော့ Wallan Market ဖြစ်ပါတယ်ဒီဈေးထဲမှာ local food တွေဈေးရှောက်ပတ်ပြီးတော့ကြည့်လို့ရတဲ့ဈေးတန်းတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်နဲ့တူတူ Wallan Market ကို like ခဲ့ပေးပါဦးခင်ဗျာအရင်ဆုံးကျွန်တော်ကတော့ဒီလေနဲ့သွားမှာပေါ့နော်လေကလည်းအသွားလည်း30ပဲအပြင်လည်း30ပဲအဲကွန်လည်းပိုင်ဆိုတော့ AC စီးစီးသွားရုံပဲ ဒါကျွန်တော်လှေနဲ့သွားမှာဆိုတော့အရင်ဆုံးကျွန်တော်ဒီ application ကိုသုံးပြီးတော့သွားတာဒီမှာကိုသွားခြင်းတဲ့နေရာကိုရိုက်ထည့်ပြီးတော့ Google Map ပုံစံမျိုးကြည့်ပြီးသွားရုံပဲပေါ့နော်ဒီလိုမျိုးပေါ့နော် ဒါကတော့ဒေးကိုလာရမယ်လေခိတ်ရဲ့နာမည်ပါဒီလေခိတ်မှာတဝံလမ်းမှာဆင်းပြီးသွားလို့ရှိရင်ဒီတက်တဲ့အတိုင်းရှောက်ပြီးသွားလို့ရှိရင်အဘဲကို꿰လိုက်ပေါ့နော်꿰ပြီးသွားလို့ရှိရင်ဒီဈေးကိုတန်းရောက်ပြီးဒါဒီဈေးရဲ့လေခိတ်ကဆင်းတာနဲ့မြင်ရတဲ့မြင်ကွင်းပေါ့နော်မြင်တာနဲ့လုံးဝဒီ local vibe ပေါ့နော်အေးစစ်စစ်နဲ့ build left လုပ်ပြီးတော့ဒါထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ပြီးရင်ဒီဈေးတော့ကိုသွားပြီးတော့ဘာရှိမလဲဆိုတော့ဆက်ကြည့်ကြရအောင် ီစေးအဝင်နာဆိုရင်တော့တို့ဒီဒီ copy sign တို့ဒီ local စားတော့တေတော်တော်များများဒီနာမှာရတယ်ပေါ့နော် ြီးတော့ဒီဆိုင်ကကြတော့ကျွန်တော် TikTok က review လုပ်တဲ့သူတယောက်က review ပေးထားတယ်ဒီဆိုင်ကတန်ရှင်းပြီးတော့အရင်လဲစားကောင်းတယ်ပြီးတော့ပေးရတဲ့ဈေးနဲ့လည်းတန်တယ်ဆိုတော့ဒါသွားစားကြည့်မှာပေါ့နော်အဲ sushi တွေကဆယ်ဘက်ကနေစပြီးတော့ရှိရပေါ့နော် ပြီးတော့တခြားဒီသူတို့အဆက်လိုက်တွေပါပဲဆိုတော့ဈေးမကြည့်ဘူးပေါ့နော်100 120အဲ့လောက်ကနေစပြီးတော့ဂျပန်စားစာအဲစားလို့ရတယ်ကောင်းလဲကောင်းတယ်ပေါ့နော်ပြီးတော့မွေးငါလည်းရှိရမွေးငါကကျွန်တော်မကြိုက်ဘူးဆိုတော့မစားခဲ့ဘူး အဲဆူရှီကတော့ဒါရောက်လာတဲ့အချိန်မှာတော့စားလို့ကောင်းတယ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့တော့ပြီးတော့ဒီဈေးတန်းနေလဲလမ်းလျှောက်ပြီးတော့ရှောက်ကြည့်ရပေါ့နော်လူကယ်စားကြရည်လဲအများကြီးပဲရှိဥမာလူချင်းတို့တခြားဒီ bike god တို့အများကြီးပဲပေါ့နော်ပြီးရင်ဒီမှာလူကယ်အစားအစာတော်တော်များများဟိုကြိုက်တဲ့သူဆိုလို့ရှိရင်လဲအဲသွားပြီးတော့ဆန်းစားကြည့်ပါပေါ့နော် ပြီးရင်ဒီလိုလမ်းလျှောက်လုံးမှာလည်းစားစရာတွေအများကြီးပဲဒါကိုကြိုက်တဲ့ဟာကိုတူ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 ဝယ်ပြီးတော့စားလို့ရရပေါ့နော်ဈေးအတင်းတွေဝင်မယ်ဆိုလည်းစားစရာတွေအများကြီးကြံသေးတယ်ပေါ့နော်အဲဒီဈေးအတွင်းကတော့ ဒါ foreign တွေရော Thai local ရောကြားမှာနာမည်ကြီးတဲ့နေရာတစ်ခုပေါ့နော်ဒီနေရာဆိုပိတ်ရတော်တော်များဆိုလို့ရှိရင် Thai local ရော foreign တွေရော လာလေကြတဲ့နေရာမျိုးပေါ့နော်ပြီးရင်ဒီအစားတောက်တွေကလည်းတန်ရှင်းပြီးတော့ဒါဈေးကလည်းတင့်တင့်နေဆိုတော့ဒါလုံးဝအဆင်ပြေတယ်ပေါ့နော်လက်ပတ်လို့ကောင်းတယ်ပေါ့နော်ပြီးရင်ဒီဈေးမှာကျွန်တော် Thai review တွေတော်တော်များများစားကြတဲ့ဒီ tofu ရောပေါ့နော်ကျွန်တော်ဘက်ကတော့ မှာတော့ပဲပြားလို့ခေါ်တယ်ဒါပေမဲ့သူတို့ကတော့တော်ဖူးပေါ့နော်တော်ဖူးတော့တခြားသူတို့လုပ်ခဲ့ဒီစားစရာတွေကိုဒါဆန်းစားကြည့်မှာပေါ့နော်ကျွန်တော်ဆန်းစားကြည့်ရတဲ့လောက်တော့ဒီမစိုးပေါ့နော်အဲစားလို့ကောင်းတယ် ပြီးရင်ဒီဝါလန်ဇေးတဲကိုရောက်ရင်ဒီကိတ်ဆိုင်လေးကိုမဖြစ်မနေသွားစားတင်ပါတယ်အဲဘယ်လိုပြောရမလဲအဲလုံးဝဈေးလည်းအဆင်ပြေတယ်ပြီးတော့စားရတဲ့အရာတာလည်းလုံးဝကောင်းတယ်ဒါကြောင့်မလို့ကျွန်တော် recommend ပေးတယ် highly recommend ပေးတဲ့ဆိုင်ပေါ့နော်ဒီကိတ်ဆိုင်လေးကိုမဖြစ်မနေသွားစားကြည့်ပါ ပြီးရင်အဲဒီတီတီဆိုင်လို့လဲဆိုစာကြည့်ပေါ့နော်ဒီတီတီဆိုင်ကသူကဒီတီတီကိုရေနဲ့တော်တော်ကြာကြာတင်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါအောင်မှဟိုအရသာတမျိုးလေးစာလို့ကောင်းတဲ့ပုံမှန်တီတီတွေထပ်ပေါ့နော်ပြီးရင်တော့ဈေးလျှောက်ပက်ကြည့်ကြည့်ပေါ့နော်အမှဘယ်လိုပြောရမလဲအဲကိုကြိုက်တဲ့ဟာကိုစာလို့ရတယ်အမှ ညောင်းရင်လည်းနှိမ့်လို့ရရနေရရှိတယ်ပြီးတော့စားတော့ဆိုင် resort ကောင်းကောင်းတွေလည်းရှိတယ်ကျွန်တော်တို့ဒီစနေတင်းတင်းတွေပြည့်ရမှာပေါ့နော်သွားလေပြီးတော့လုံးဝဟိုကြီးတီကြီးဟိုလျှောက်တာတီလျှောက်တာပြီးဟိုဟာစားလိုက်တာစားလိုက်လုတ်ချင်တယ်ဆိုလို့ရှိရင်ဒီ wetland market ပေါ့နော်ဒီ wetland ဈေးကိုသွားကြည့်ကြည့်ဖို့ဒါကျွန်တော်နေနဲ့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်စားတော့ဖို့ရှောက်ပတ်ပြီးဝယ်ပြီးသွားပြီဆိုတော့ဒီအဲလေးစိတ်နားမှာပဲ ဒီထိုင်စားမယ်ပေါ့နော်ထိုင်စားပြီးသွားလို့ရှိရင်တော့ကျွန်တော်ပြန်ပါတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်